မင်္ဂလာပါခရစ်စမတ်ရဲ့ငြိမ်းချမ်းခြင်းတွေရင်ထဲအမြဲတမ်းရှိဖို့ရန်အတွက်ဥစွာဆန္ဒပြုဆုတောင်းလိုက်ပါတယ်နှလုံးသားပြဿနာများ series အပိုင်း Emmanuel နှလုံးသား Emmanuel ကျွန်တော်နဲ့အတူရှိသောဘုရားသခင်ရဲ့နှလုံးသားလို့လည်းကျွန်တော်အထိပ္ပယ်ယူလို့ရတာဖြစ်ပါတယ်အဲ့တော့ဒီ series မှာကျွန်တော်တို့အပိုင်း9ဘုရားသခင်က ူ့ရဲ့နှလုံးသားဗမ်းမွင်ဘုရားခင်နှလုံးသားကဘယ်ချိန်မှာเนาะကျွန်တော်တို့အလှုပ်နှိုးတလဲဆိုတဲ့ဟာကိုကျွန်တော်တို့အပိုင်း10မှာ အနည်းငယ်တော့ကျွန်တော်လန်ခင်ထားပြီးပါပြီအဲ့တော့ဒီ series ကိုအစပြုဖို့ရန်အတွက်ဘုရားခင်အမှုပြုတဲ့အမတမ်းမှအထူးခြားတဲ့အရာတစ်ခုနဲ့အစပြုခြင်းနဲ့ဖြစ်ပြုခြင်းတာဖြစ်တယ်ဘုရားကသူ့ရဲ့ လူမျိုးတော်ကိုကယ်နှုတ်မဲ့အကြောင်းပေါ့နော်အာဂတိပေးထားတယ်ပရိညာလည်းပြုထားတယ်အဲ့ဒီဟာကအခုအချိန်မှာ तू ကစပြီးတော့မှဒီဟာကိုအာအကောင့်ထဲပေါ်မဲ့အချိန်မှာမောရှင်ကိုရွေးကောက်ပြီးတော့မှမောရှင်ကိုသူနဲ့လူတွေကြားထဲမှာတန်တမန်အဖြစ်အသုံးပြုပြီးတော့မှသူ့ရဲ့လူမျိုးတော်ကိုအီဂျစ်ပြည်ကနေကယ်နှုတ်ဖို့ စီစဉ်လာတာဖြစ်ပါတယ်ဒါဟာဘုရားသခင်ရဲ့နှလုံးသားကိုအဲ့ဒီမှာမြင်တွေ့လာရတဲ့ဂတိတည်တော်ဘုရားသာရဘုံတကိုးနဲ့ပြည့်တော်ဘုရားနော်ဒီနေရာမှာကျွန်တော်ပရိညာကိုစောင့်ရှောက်တော်ဘုရား တစ္ဆာရှိတော်ဘုရားအနေနဲ့မြင်ရဖွယ်ရန်ဖြစ်လာတာဖြစ်တယ်အဲ့တော့ထူးထူးခြားခြားကျွန်တော်ထွံ့မြောက်ရာစနစ်ထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်တော့ဘုရားခင်ကသူ့ရဲ့လူမျိုးတော အီဂျစ်ပီကနေပြီးတော့မှထွက်မဲ့ညမှာပတ်သက်ခါပွဲနော်ခံဖို့ရန်အတွက်ဓာတ်ရိုက်မောရှီအပြင်ညွန်ချတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်မောရှီကိုကျွန်တော်ညွန်ချတဲ့အခါမှာအဲ့ဒီညွန်ချခြင်းနေ့ရက်လသည်ဖရာသခင်ရဲ့နေ့ပေါ့နော်ဒီကျွန်တော်အချိန်ကာလတစ်ခုကိုစတင်တဲ့နေ့ဖြစ်တယ်ဆိုတော့ထူးထူးခြားခြားကျွန်တော်တွေ့ရတာဖြစ်ပါတယ် အဲ့ဒီမှာဒီလကပထမလဖြစ်ရမယ်နှစ်တနည်းရဲ့အဦးဆုံးလဖြစ်ရမယ်ပြီးတော့မှ၁၀ရက်နေ့မှာเนาะဒီပတ္တခါပွဲအတွက်ပြင်ဆင်ဖို့ရန်အတွက်မှာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အိမ်ထောင်တိုင်းအိမ်ထောင်တိုင်းကတိုးတငယ်ကောင်ယူလာရမယ်အကယ်၍အိမ်ထောင်ငယ်တဲ့ဆိုရင်တိုးတကောင်စားလောက်တဲ့လူကြီးပမာဏရှိဖို့ရန်အတွက်အိမ်နီးချင်းနဲ့စုဆောင်းပြီးတော့မှတိုးတကောင်တော့မဟုတ်ရင်အာတိုးဖြစ်ဖြစ်စိတ်တငယ်ဖြစ်ဖြစ် ဒီဟာကိုကျွန်တော်ပြင်ဆင်ရမယ်အခါမလဲတော့အထီးဖြစ်ရမယ်အပြစ်အနာစာမပါတော့တိုးတငယ်ဖြစ်ရမယ်လို့ကျွန်တော်အဲ့ဒီမှာဘုရားသခင်ကတိုက်ရိုက်မှာကြတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီစကားကို10ရက်နေ့မှာလရဲ့ပထမ10ရက်နေ့မှာစပြီးတော့မှတိုးတငယ်ရှာဖို့အတွက်နော်အချိန်၄ရက်တော့မဟုတ်ကျွန်တော်ရဲ့အ9ရက်နော်အချိန်ပေးထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့ဒီ လေးရတာကာလအတွင်းမှာ အပြစ်အနာစာရှိသလားမရှိဘူးလားဆိုတဲ့ဟာကိုအာစစ်ဆေးဖို့ရန်အတွက်ရွေးချယ်ဖို့ရန်အတွက်အချိန်ပေးထားတာဖြစ်တယ်။ဒါကိုကျွန်တော်တို့၁၄ရက်နေ့အဝင်ညပေါ့နော်ဂျူးကလင်လာရကြည့်မယ်ဆိုတော့၁၄ရက်နေ့အဝင်ညမှာသတ်ပြီးတော့မှပတ်သက်ကပွဲခံပြီးတော့မှသူတို့အဲ့ဒီအီဂျစ်ပီကနေပြောမှကျွန်တော်တို့ဘုရားသခင်ကခေါ်ထုတ်သွားဖို့အတွက်ပြင်ဆင်ခိုင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါထွတ်မြောက်ရာအခန်းကြီး7ထဲမှာကျွန်တော် အဖေစိတ်အာဘုရားသခင်ညွန်ကြားချက်ကိုတွေ့ရတယ်။အဲ့တော့ဒီနေရာမှာသူတငယ်ရဲ့အသွေးကိုကျွန်တော်တို့နော်အားလုံးကြားသိတဲ့အတိုင်းပါပဲခဏခဏလေးကျွန်တော်ကြားဖူးပြီးပါပြီ။သူ့ကိုတတ်မယ်ပြီးရင်အသားကိုစားမယ်ပြီးရင်အသွေးကိုနော်တကထုပ်တကတိုင်းမှာကျွန်တော်တို့ဈေးတုပ်ဖို့အတွက်နော်စံစာထဲမှာတော့စံစကားရကြည့်မယ်ဆိုရင်ဈေးထိုးဖို့ရန်အတွက်နော်ဒီမှာကျွန်တော် မှာထားတာဖြစ်ပါတယ်အဲ့လို ဖြစ်မှသာလင်အေကတုပီကိုတန်ခတ်မှာဖြစ်တဲ့အခါနောက်ဆုံးသောအာပြစ်ဒဏ်ကြီးဖြစ်တဲ့သားဥတွေကိုနော်အာဖြည့်ဆည်းဖို့ရအတွက် ဖြစ်တဲ့အခါမှာအဲ့ဒီဘေးမတက်ရောက်ဖို့ရန်အတွက်အဲ့ဒီဘေးကလွတ်မြောက်ဖို့ရန်အတွက်တိုးရဲ့အသွေးကိုတုတ်ခိုင်းတယ်အဲ့ဒီတိုးရဲ့အသွေး ုတ်ထားတဲ့အိမ်ကိုနော်သူ့အနေနဲ့ကြော်လွှားပြီးတော့မှဘေးဒဏ်နဲ့ကျင်းလွတ်စေမယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီနေ့ရက်ကိုလည်းပဲနော်နှစ်တိုင်းနှစ်တိုင်းမှာအစင်စစ်မပြတ်ဤနေ့ရက်၌သာရဖျားအားပွဲခံကြရမည်ဆိုပြီးတော့မှပြည့်ညက်ထားတယ်မဖြစ်မနေကျင်းပရမယ်ပွဲတစ်ခုအနေနဲ့ပေါ့နော်ဒီညမှာကျွန်တော်တို့နားလည်နေနိုင်တာကတော့ဘုရားသခင်ကသူ ဒီမှာသူသူရဲ့လူမျိုးတော်ကိုကဲလွတ်ဖို့အတွက်သူလုပ်ငန်းဆလိုက်ပြီစတင်ပြီးတော့မှလှုပ်ဆောင်လိုက်ပြီဖြစ်တဲ့အခါမှာကျွန်တော်တအူးတယောက်ထဲနေကျွန်တော်ဘလို့ခံစားတယ်လဲဆိုတော့ဘုရားသခင်က respect my effort ပေါ့နော်သူပြုတ်တဲ့အမှုအရာကိုလေးစားကြည်ညိုပြီးတော့မှယေရှုတိပြီးတော့မှအောက်မေ့စီခြင်းနဲ့သဘော သူ့ရဲ့စိတ်သဘောကိုဒီနေရာမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါကိုကျွန်တော်အနေနဲ့ဘုရားသခင်ရဲ့အရင်ခုန်တန်းပတ်သက်ခါဆိုတော့ကျွန်တော်တင်စားထားတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အာတခြားဒီဟာကိုကျွန်တော်ကြည်တိုင်းကြည်တိုင်းမှာဒါဝိရဲ့နောက်ပိုင်းမှာထွန်းတဲ့ခံတိုင်းခံတိုင်းမှာဘုရားသခင်နှလုံးသားကနှလုံးသားယူချေရလုံနိုးတယ်ဆက်လက်ပြီးတော့မှရတယ်။လီလာတော့ဖြစ်ပါတယ်။နော်ထွက်သွားကြပြီတင်လာအဲ့တော့ဒါဝိနောက်ပိုင်းမှာတော့ကျွန်တော်တို့ခံကြတာဖြစ်တယ် ပြောရမယ်ဆိုတော့အဲ့ဒီမှာလည်းပဲရှင်ပြင်းလေးရဲ့နောက်ဘက်က14ပထမလား14ရရဲ့နေ့မှာခရမှာဖြစ်ပြီးလုံးသားတချို့ကတဖြည်းဖြည်းနဲ့ကြဆင်းသွားတာလေးကောင်းနဲ့ထိမိတဲ့အတွက်အဲ့ဒီထဲမှာမှညင်ညူးတဲ့အတွက်ကြောင့်မလို့သူတို့ကဆိုးတလဲကောင်းတလဲနဲ့နော်မခံနိုင်ဘူးပြက်ချေပြင်းချေနဲ့ဒါကပြင်းတဲ့ချက်ဖြစ်တဲ့အခါမှာမိမ့်မှာချက်ဖြစ်တဲ့အခါမှာမဖြစ်မနေပြုတ်အောင်အမှုဖြစ်တဲ့အခါမှာနော် တို့ကခန့်ချင်ကာလအချိန်ကိုကြည့်ပြီးတော့မှနောက်ဆုံးဘယ်လိုအဆုံးသတ်တယ်လဲဆိုတော့ကြည့်တာချင်တာဖြစ်ပါတယ်အဲ့ဒီလူညီညီတဲ့မှာပဲဖေယားကဒီနေရာမှာမောရှင်နဲ့အယုံထမ်းမှာလာပြီးတော့မှကျွန်တော်တို့ဘယ်လိုလုပ်ရမလဲသူရဲ့ prophet ဝင်ဖွင့်ရတယ်ဧရှာယကိုညညူးနေတယ်မဖြစ်နိုင်ဘူးခေါ်ပြီးတော့မှဘယ်လိုလုပ်ရမလဲအုံပြုတ်နေတဲ့အချိန်လဲဘာကြောင့်မေးသလဲလို့ဆိုရင်ဖေယားကပြည့်ညက်ချက်ချင်းကိုအေဒီလာလိုပဲဖြစ်ဖြစ် တစ်ထဲမှာသူတို့ ਨੇ လိုက်ပါပြီးတော့မှထားတယ်ဆိုတော့ကျွန်တော်တည်ရတယ်ကဲတို့လိုက်ပါတဲ့ဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ယူရရှင်မင်းအော်စီမင်းဟာကိုယောတန်မင်းခမင်းနဲ့လူကိုဟေဇီကီဟေဇီကီဖြတ်ဖို့အတွက်ပြီးတော့မှကျွန်တော်တို့ပြင်းထန်စွာအာမနာဆက်နဲ့ကျွန်တော်ထားတယ်ဆိုတော့ယောရှိရှင်မင်းလက်ထံမှာမောရှင်နဲ့အာယုံကိုလာမေးတဲ့ခါမှာမောရှင်ကတော့အေးဟုတ်ပြီဒီဟာတော့ဖျားရှာရအပေါ်မှာဆိုတဲ့ဟာကိုတော့ပြီးတော့မှဖျားရှာရအားဖြင့်ဖျားထားမယ် ရတဲ့အတိုင်းရခင်ဘာပြေးပြီးတော့မှဆိုတော့နားထောင်ပါဆိုထိန်းကြောင်းလဲဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့တော့ဒီမှာကိုကျွန်တော်ကြည်တိုင်းကြည်တိုင်းမှာဘုရားသခင်ခဏအဆောင်ခိုင်းတာဖြစ်တယ်အဲ့ဒီမှာဘုရားသခင်ကလည်းပဲနော်အံ့ဩစရာအာဘုရားသခင်ရဲ့နှလုံးသားတနည်းဖြင့်ပြောမယ်ဆိုရင်သူ့ရဲ့ဂယုနာနဲ့ဂျေဇုတရားကိုဒီနေရာမှာမြင်ရတာဖြစ်ပါတယ်အဲ့ဒီညညူးတဲ့လူတွေကိုနောက်တလအဆောင်ခိုင်းပြီးတော့မှဒုတိယလ34ရက်နေ့ညမှာ တ်တခါပွဲကိုခံခွင့်နော်အာဘယ်လိုခေါ်မလဲ extend ပေါ့နော် jet တိုးပြီးတော့မှခံရတော့ခွင့်ကိုပြင်ဆင်ပေးတာဖြစ်တယ်ပြီးတော့မှထူးထူးခြားခြားအဲ့ဒီမှာထပ်ပြီးတော့မှနော်တပားအမျိုးသားတွေလည်းပဲသူတို့ ਨੇ လိုက်ပါလာတဲ့လူတွေလည်းပဲခံဖို့အလိုဆန္ဒရှိတယ်ဆိုရင်နော်သူတို့ခံဖို့ရန်အတွက်ဘုရားကဒီနေရာမှာသူ့ရဲ့ခြေစူးတရားကိုနော်ပြတယ်ဖော်ပြတယ်ခံရတော့ခွင့်ကိုပေးတယ်ဆိုတော့ဒီညမှာကျွန်တော်တွေ့ရတာ ဖြစ်ပါတယ်တင်ပြချင်းတလင်းဆိုတော့အီမာနွေလရဲ့နှလုံးသားဟာဒီနေရာမှာကျွန်တော်စတင်ပြီးတော့မြင်ရပြီဖြစ်ပါတယ်ပတ်တကားပွဲသူနဲ့ပြင်ရင်ပြုတ်တဲ့အချင်းအရာသူရဲ့အာကဲလွတ်တဲ့နော်ကဲတင်ချင်းအစီအစဉ်တဲမှာသူရဲ့လှုပ်ဆောင်မှုကိုအောက်မေ့တရိယာအချင်းမှာဘုရားသခင်ကပြောမွေတယ်ဘုရားသခင်ကသူရဲ့လူမျိုးတော်အတွက်ပဲမဟုတ်ပဲနဲ့ လူမျိုးတော်နဲ့အတူပါလာတဲ့လူတွေကိုပါထည့်သွင်းပြီးတော့မှအာစဉ်းစားပြီးတော့မှပါဝင်စေတယ်နေကယ်လွတ်ခြင်းထဲမှာကျွန်တော်နေရာပေးထားတယ်ဆိုတော့အမွန်လာနှလုံးသားကိုစတင်ပြီးတော့မှကျွန်တော်အဲ့ဒီမှာကလေးကမြင်ရတယ်အဲ့တော့ now ဘိုင်းမှာပေါ့နော်ကျွန်တော်ဒီပတ်သက်ခါကိုတော့အေးတီလာလေးရဲ့တမိုင်းကိုကျွန်တော်ပြန်ပြီးတော့မှကြည့်တဲ့အခါမှာလူတွေရဲ့နှလုံးသားက တဖြည်းဖြည်းဆုတ်ယုတ်လာတဲ့အခါမှာဒီပတ်သက်ခါကိုနော်အာများသွားပြီမေ့တယ်နော်မေ့တယ်ဘုရားသခင်ပို့ဆောင်ခဲ့တယ်ဆိုတော့ကို မအောင်မေ့တဲ့ခေါင်းဆောင်မအောင်မေ့တဲ့လူကအစင်ဆက်ကြည့်မယ်ဆိုရင်ပို့များတယ်နော်ဒီနေရာမှာကြည့်မယ်ဆိုရင်ကျွန်တော်ဂျောရှုခေယောရှုခေရောက်လာတဲ့ခါမှာအီဂျစ်ပြည်ကနေပြတော့မှနော် ပထမဦးဆုံးထွက်လာတဲ့အသက်20နဲ့အထက်အားလုံးကတည်ဆုံးပြီးတော့မှဒီကဏ္ဍရထဲမှာမွေးပြီးတော့မှကြီးပြင်းလာတဲ့လူတွေကိုရောချောက်ကအဲ့ဒီမှာဘုရားသခင်ကြောလျှောက်အားဖြင့်မိန့်မှာပြီးတော့မှအေးပြားလေးခြင်းနဲ့ဒီပတ္တကာပွဲကို ပြန်လဲကျင်းပတယ်ဆိုတာယောရှုခန်းကြီးငါငယ်30 30ထဲမှာကျွန်တော်အာတွေ့ရတာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာလည်းပဲ ထပ်ပြီးတော့မှဒီဘုရားသခင်ကိုမေ့လျော့ပြီးတော့မှပတ်တခါကိုမေ့လျော့ပြီးတော့မှနေကြပြန်တယ်ပြီးတော့မှကျွန်တော်အပိုင်း၈မှာနော်အကျေကျွန်တော်စပြိုးထားတဲ့အတိုင်းပဲပဲယူရရှင်မြင်ထဲကယောရှိကဥဆောင်ပြီးတော့မှဗိမာန်တော်တန်ရှင်းပြန်လုတ်တယ်ပြီးတော့မှဒီဘုရားရဲ့လူတွေကိုပြန်ခေါ်တယ်ပြီးတော့မှဒီဗျာဒိတ်တော်တွေကိုပြန်လဲရွတ်ဖတ်ပြီးတော့မှပတ်တခါပွဲပြန်လဲကျင်းပါတယ်ဆိုတော့ကျွန်တော်တွေ့ရတယ် အဲ့ဒီပတ္တခါပွဲတွေပြန်လဲကျင်းပတိုင်းကျင်းပတိုင်းမှာဘုရားသခင်ရဲ့နှလုံးသားကလှုပ်နိုးတယ်ပျော်တယ်သူကကျင်းတတ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နော်ပြီးတော့မှ now hezeki min hezeki min လည်းပဲသူဒီအပဒဝိကေတို့ကောင်းသောအမှုကိုပြုတော်သူပိမှန်တော်ကိုတန်ရှင်းလုပ်တယ်ပြီးတော့မှအဲ့ဒီဂျေရုဆလင်ကိုလာကြတဲ့လူတွေအားလုံးပတ္တခါပွဲကျင်းပဖို့ရန်အတွက်သူကမိမစာထုတ်ပြီးတော့မှဘုရားသခင်ရဲ့မျက်နာတော်ကိုပြန်လဲပြီးတော့မှရှာတယ်ဘုရားသခင်ကလည်းအဲ့ဒါကိုစိတ်တော်တွေ့တယ် ကျင်းတဲ့သူ့ရဲ့နှလုံးသားကပြန်လဲပြီးတော့မှအသက်ဝင်အသက်ရှင်ပြီးတော့မှလှုပ်နှိုးတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါတော့ကျွန်တော်ဘာပလိုနိုင်ငံကိုတိမ်သွမ်းမခံရမီနောက်ဆုံးအာအေတီလာလူမျိုးတော်တွေကိုဥဆောင်တဲ့သူတွေရဲ့အာကျွန်တော်ပတ်သက်ခါနဲ့ပတ်သက်ပြီးတော့မှတ်တမ်းဖြစ်တယ်နော်။အဲ့ဒီသူတို့ဘာပလိုနိုင်ငံကနေပြီးတော့မှပြန်လာတဲ့အစ္စရာနေဟိမယခင်မာနေဟိမိခင်မာတော့ကျွန်တော်တို့အစ္စရာယကဒီ အစ္စရာကနော်ဥဆောင်ပြီးတော့ပတ်သက်ခါပွဲကိုပြန်လဲပြီးတော့မှကျင်းပတယ်ဆိုတော့မှတ်တမ်းပေါ့နော်ဆိုတော့ပတ်သက်ခါပွဲနဲ့ပတ်သက်ပြီးတော့မှဘုရားသခင်ကိုဘုရားသခင်စိတ်တော်ကိုကျင့်နှံ့စေတဲ့ဘုရားသခင်နှလုံးသားကိုလှုပ်နှိုးတဲ့ဒီပတ်သက်ခါပွဲကိုတော့အစီအမြင်ကျင်းပလိမ့်မရှိဘူးရန်ဖန်ရန်ခါတဆုံတူတယောက်တော့တူမှတာလင်းနော်ရှာရှာပါပါလေးကျွန်တော်ကျင်ပပြီးတော့မှဘုရားသခင်ရဲ့နှလုံးတော်နဲ့เนาะအနီးဆက်ဆုံးမှာ လာကြတယ်ချင်းကတ်ကြတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒီကနေကျွန်တော်ဘာသင်ခန်းစာယူမလဲဆိုတော့အခါကြမှာအခါကြတော့ကျွန်တော်ဒီမှာပိုင်းရှစ်မှာကျွန်တော်ပြောထားသလိုပဲဘုရားသခင်ကလူတွေရဲ့နှလုံးသားတပြည့်ပြည့်ယူရင်းသွားတဲ့အခါမှာသူရွေးကောက်ထားတဲ့ယူရအထဲကရှင်ပင်မင်းတွေကိုနော်သူဖက်ကနေပြမဂိယုနာတရားနဲ့တွေးဆောင်ပေမဲ့လူဖက်ကနေပြမညင်းတဲ့အခါမှာသူကိုယ်တိုင်က နမိတ်လက္ခဏာပေးတယ်သူကိုယ်တိုင်ကအာဒီလူဇာတိခံဖို့ရန်အတွက်ဒီနေရာမှာကျွန်တော်ဗျာဒိတ်တော့ပေးတယ်တနည်းအားဖြင့်ပြောမယ်ဆိုတော့ဂျိုတင်ပြီးတော့မှအာဟေရှာယအားဖြင့်ဟောတယ်ဗျာဒိတ်ပေးတော်မူတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အတွက်ကြောင့်မလို့ဖြစ်ပါတယ်အဲ့တော့အီမာနွေလဟာနော်ဖျားတခင်နှလုံးသားဟာလူဇာတိခံဖို့ဖြစ်လာတဲ့အခါမှာ အီမန်နွေလာနှလုံးသားဟာကျွန်တော်တို့အတွက်တည်င်းကောင်းဖြစ်လာတာဖြစ်တယ်အဲ့ဒါက Haitian Connect Asset မှာကျွန်တော်ဖော်ပြထားတယ်အီမန်နွေလာလူဇာတိခံမယ်ကျွန်တော်တို့နဲ့အတူရှိဖို့ရန်အတွက် လူသားရဲ့နဲ့အတူရှိဖို့ရန်အတွက်လူဇာတိခံမယ်ဒါပေမဲ့ဒီနေရာမှာအချိန်ကာလတစ်ခုသူကပြောတယ်ထိုသူဒီမကောင်းသောအရာကိုပယ်၍ကောင်းသောအရာကိုရွေးယူလိတိုင်အောင်နှုတ်တန်းနဲ့ပြားရည်ကိုစားရလိမ့်မည်ဆိုတော့အစဉ်အတိုင်း ြီးထွားဖို့ရန်အတွက်အချိန်ကာလတစ်ခုဖြတ်တန်းရအောင်မယ်မကောင်းသောအရာကိုမပယ်ကောင်းသောအရာကိုမရွေးယူတတ်မီတင်ကြောက်တော့ရှင်ပြန်နှူးအစိုးရတော့ပြည်သည်ဆွန့်ပြစ်တော့အရက်ဖြစ်လိမ့်မည်ဆိုပြီးတော့မှဂျေရုဆလင်မြို့ကြီးလည်းပဲသူများရဲ့အသိန်းသွားချင်းခံရမယ်အခုမင်းတို့နောက်ဆုံးဘင်မင်းနှစ်ပါလည်းပဲနော်ဖန်သွားချင်းခံရမယ်ဆိုပြီးတော့မှဟေရှာယအဖြစ် prophet ပြုထားပြီးသားဖြစ်ပါတယ် ဲ့တော့ဘုရားသခင်ရဲ့နှလုံးသားအီမန်နွေလနှလုံးသားဘာကြောင့်တရင်ကောင်းရဲ့လို့ဖြစ်လာတယ်လဲဘာကြောင့်ဒီဟာကိုကျွန်တော်ဒီလိုကောင်းစင်ပေးတယ်လဲဆိုရင်အဲ့ဒီမှာဘုရားကနော်သူဘလို့အမှုပြုမယ်ဆိုတဲ့ဟာကိုသူကိုယ်တိုင်ကဒီနေရာမှာဖော်ပြပြလိုက်ပေးတယ်လူတွေကဘလို့တုံ့ပြန်မယ်ဆိုတာကအစเนาะကြိုတင်ပြီးတော့မှဟေရှာယအဖြစ်เนาะအာတိတိကြကြကို ကြိုတင်ပြီးတော့မှအာပြန်လိုက်ပေးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်တွေ့ရစံစာစံစကားကိုဖတ်မယ်ဆိုရင်တင်းတို့ဒီကိုပြုတ်တော့ဒူးစီရဲ့အတွက်ကြုံခံရကြည်နော်တင်းတို့အပြစ်ကြောင့်တင်းတို့အမိကိုငါလွတ်လိုက်ဤငါလာတော့အခါအပဲကြောင့်လူမရှိသနည်းငါခေါ်တော့အခါအပဲကြောင့်မထူးသနည်းငါဒီမယွေးနှုတ်နိုင်အောင်လက်တူသလားကဲချွတ်နိုင်တော့တကူမရှိသလားကြည့်ရှုလောငါဆုံးမသဖြင့်ပင်လေရည်ဒီခန်းချောက်ဤမြစ်တို့ကိုလွင်ပြင်ဖြစ်စေဤ ရေမရှိတော့ကြောင့်ငါးတို့ဒီနံကြ၏ရေငတ်၍တေကြ၏ဆိုပြီးတော့မှသူကြွလာမဲ့အချိန်မှာသူလူဇာတိခံတဲ့အချိန်မှာတော့မှလူတွေကဘလို့ပြုတ်မှုမလဲဘလို့ပြုတ်မှုနေကြမလဲဆိုတာဟာကိုကြွတင်ပြီးတော့မှဟေရှာယအဖြစ်ဗျာဒိတ်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဘုရားသခင်ကလူတွေကအဲ့ဒီလိုညင်းပယ်ပေးမယ်လို့သူဒီသူရဲ့နှလုံးသားရွေးချယ်ရာကိုကြည့်မယ်ဆိုရင်တော့ ငါဒီပင်ပန်းသောသူအားမဆခြင်းကစကားပြောတတ်မိအကြောင်းအရှင်သာရဘုရားသည်လူလူတက်ဤနှုတ်တတိကိုငါအားပေးတော်မူပြီးနာနဲ့အစဉ်တိုင်းငါကိုနှိုးတော်မူပြီးဆိုပြီးတော့မှဒါဟာဘုရားသခင်ပြင်ဆင်ထားတဲ့အရာဖြစ်တယ်ဆိုတော့ကိုနော်ဒီနေရာမှာဖော်ပြတယ်စာတင်တော်သူကဲ့သို့နားထောင်စီမိအကြောင်းငါအနာကိုနှိုးဆော်တော်မူ၏အရှင်သာရဘုရားသည်ငါအနာကို ဖွင့်တော်မူ၍ငါလည်းမငင်းမဆန်းနောက်တော့မဆုံးဆိုပြီးတော့မှ ဟေရှာယ90ထဲမှာ ကျွန်တော်ဒီအချင်းရလေးရကျွန်တော်တွေ့ရဖြစ်ပါတယ်အာပညာရှင်တချို့ကတော့ဟေရှာယ90ကိုနော် the gospel in the old testament ပေါ့နော်အာတမဟောင်းခေတ်ကာလမှာတွေ့ရတဲ့ဧဝံဂေလိတရားဆိုတော့မှအာပေါ်ပြတာဖြစ်တယ်ဆိုတော့ဟေရှာယကဒီအီမနူလာနော်မေရှာယကြွလာမေရှာယကြွလာမဲ့ အကြောင်းအရာကိုကဲတင်ရှင်ကြွလာမယ့်အကြောင်းအရာကိုအာဒီအခန်းကြီး၄ခုမှာတိတိကျကျကျွန်တော်တို့အာဗျာဒိတ်ပေးထားတယ်နော်ဟောကြားထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပထမကအခန်းကြီး၄စနစ်ဖြစ်တယ်ပြီးတော့မှအခန်းကြီး49ပြီးတော့မှ50ပြီးတော့မှအာ53ဖြစ်တယ်ဒီ၄ခုဒီ၄နေရာမှာကဲတင်ရှင်ကြွလာဖို့ရန်အကြောင်းကဲတင်ရှင်အကြောင်းကို เนาะကျွန်တော်လေးလေးနက်နက်နဲ့အာတကယ့်ကိုအာဘယ်လိုခေါမလဲပြည့်ပြတ်လာမယ့်အကြောင်းအရာကိုတိတိကျကျကိုမရှိအဖြစ်ဖျားခင်ပေါ်ပြတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆက်ကြည့်မယ်ဆိုတော့ဒီနေရာမှာ53ထဲမှာကြည့်မယ်ဆိုတော့ငါတို့ရှိသမျှဒီတိုးကဲတို့လမ်းလွဲလက်ကိုလမ်းတို့အတီးတီးလိုက်သွားကြတယ်ဖြီးရွေးသာရဖျားဒီခတ်သိမ်းတော့ငါတို့ရဲ့အပြစ်များကိုသူ့အပေါ်မှာတင်တော်မူ၏ ထိုသူဒီညင်းဆဲခြင်းထိုသူဒီမေရှိယဒီကန်တီရှင်ဒီညင်းဆဲခြင်းနဲ့နှိမ်ချခြင်းကိုခံ၍နှုတ်ကိုမဖွင့်ဘဲနေ၏အသေးသက်ခြင်းကဆောင်းသွားတော်တိုးတငယ်ကဲ့သို့သူ့ကိုဆောင်းသွား၍တိုးဒီအမွေးညက်တော်သူရှေ့မှာမမီပဲနေတဲ့ကဲ့သို့သူဒီနှုတ်ကိုမဖွင့်ဘဲနေ၏ဆိုပြီးတော့မှဒီမှာတိုးတငယ်အတွင်ကိုတိုးတငယ်တိုးတငယ်ရဲ့အာပုံကိုဆောင်းပြီးတော့မှနော်တိုးတငယ်ကဲ့သို့ဒီနေရာမှာ အာမေရှိယကကဲ့တင်ရှင်ကကြွလာဖို့ဖြစ်တယ်။ကြွလာမယ်ဆိုတဲ့ဟာကိုပြတိထားတာဖြစ်ပါတယ်။အဲ့တော့ဒီတိုးတငယ်ကနော်ကျွန်တော်အစမှာအစပြုခဲ့တဲ့ပတ္တကာပွဲမှာ အသုံးပြုတဲ့သူတို့လွတ်မြောက်ဖို့ရန်အတွက် အသုံးပြုတဲ့တိုးတငယ်ခဲတို့ဒီနေရာမှာဒီအီမနူလာနော်မေရှိယကိုလည်းပဲပတ္တကာတိုးတငယ်ခဲတို့ဆိုတဲ့အချင်းအရာကိုဒီနေရာမှာကျွန်တော်တွေ့ရတယ်။ ီးတော့မှအီမွန်နွေလဲကနှလုံးသားနော်ဘာကြောင့်ဒီလောကကိုလူစားချင်းနေနဲ့ခံရတယ်လဲခံပြီးတော့မှအစင်းကြွားရတယ်လဲဆိုတော့ဒီနေရာမှာကျွန်တော်လေးလေးနဲ့အကျုံတွေ့ရတာဖြစ်ပါတယ်ဒီနေရာမှာရိုက်တော့သူတို့အားငှကြောကို၎င်းနပန်းဆန်ကိုနှုတ်တော့သူတို့အားငှရဲ့ပါးကို၎င်းငါအဲ့ဤအချက်ခွဲချင်းသရွေထွေးချင်းမှငါဒီကိုမျက်နာကိုမလွဲအရှင်သာရဘုရားဒီငါကိုဆောင်းမတော်မူဤထို့ကြောင့်ငါမရှုံးရသည်ဖြစ်၍ ကိုမျက်နာကိုမီးခဲ့တော့ထားလက်ရှက်ကြောက်ချင်းတို့မရောက်ရဟူငါတီဤဆိုပြီးတော့မှအင်္ဂလိပ်လိုတော့အာ the seven suffering နော်ကျွန်တော်ခရစ်တော်ရဲ့နော်အာအစီခံကြုံခဲ့တော့နော်နှိမ့်ဆက်ခံရခြင်းညှဉ်းပန်းနှိမ့်ဆက်ခံရခြင်းအချင်းရနေကိုကျွန်တော်ဒီနေရာမှာဟေရှာ53ထဲမှာသိစိတ်ကျွန်တော်ဖော်ပြပြတိထားတာတွေ့ရတွေ့ရတာဖြစ်ပါတယ် ကျွန်တော်မေရှိယကြွလာဖို့ရန်အတွက်မေရှိယဒီပတ္တခါပွဲမှာနော်အာအတိတ်ချင်းခံရတဲ့တိုးတငယ်ကဲတို့ကြွလာဖို့ရန်အတွက်ဒီဓမ္မဟောင်းခေတ်နှစ်ပေါင်း400ကျော်နော် the dark period နောက်ပိုင်းမှာနော်ကျွန်တော်ဓမ္မတိအစာပြုတ်ဖို့ရာခရစ်တော်စတင်ပြမနော်လူစားတိခံဖို့ရာပရမအောင်ကြည်ကြော်တဲ့အတန်ကတော့ကျွန်တော် နစ်ချင်းဆရာယောဟန်စီကဖြစ်တယ်။ရှင်ယောဟန်ခန်းကြီး1အငယ်20နဲ့2အငယ်29တိုင်းမှာကြည့်မယ်ဆိုတော့သူကိုယ်တိုင်ကသူဘသူလဲဖြစ်သူဘသူဖြစ်တယ်ဆိုတာကိုပြန်ပြတော့မှဖြေချထားတာဖြစ်တယ်။လူတွေကသူပြောတဲ့အသံကိုအော်မေမောတူပြီးကြာပြတော့မှဒီလူကဘသူဖြစ်မလဲဆိုတော့နော်သူကိုမေးကြတဲ့အခါမှာနရှင်ဆရာယောဟန်ကဒီလိုပြန်ပြေတယ်။ငါဒီ prophet ဟေရှာယဟောပြောဒီနေ့အညီ ထာဝရဖျားရဲ့လန်ခီတော်ကိုဖြောင့်စေကြလောဟုတော်၌ဟစ်ကြော်တော်သူဤအတန်ဖြစ်၏၂၉မှာနေ့ဖြန်နေ၌ယေရှုကြွလာတော်မူဒီကိုယောဟန်၏မြင်လင်ဤလောကရဲ့အပြစ်ကိုဆောင်သွားတော်ဖျားသခင်ဤတိုးတငယ်ကိုကြည်တော်ငါမရှိမီရှင်နေနေဖြစ်၍ငါထက်တာ၍ကြီးမြတ်တော်သူသည်ငါအနောက်ကြွလာသည်ဟုငါဆိုရ၌ထိုသူကိုဆိုလို၏ဆိုပြီးတော့မှမေရှိယကေတင်ရှင် ဘုရားသခင်ဤတိုးတငယ်ကြွလာပြီဆိုပြီးတော့မှဒီမှာစတင်ပြီးတော့မှကျွန်တော်မိတ်ဆက်ပေးတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒီနေရာမှာဟိရှာယအားဖြင့်ဗျာဒိတ်ပေးခဲ့တဲ့အချင်းရတစ်ခုထပ်မံပြီးတော့မှပြည့်စုံဖို့ရဖြစ်လာတယ်ထိုအခါထိုအချိန်လို့သုံးနှုန်းထားတဲ့လူဇာတိခံကြွလာတဲ့ကဲ့တင်ရှင်သည် မကောင်းသောအရာကိုပယ်ကောင်းသောအရာကိုရွေယူကရွေယူတတ်တဲ့အချိန်ရှိလာမှဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်ပြည့်စုံခြင်းကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့အင်မနူလာဟာပတ္တခာတူတငယ်ကဲတော့အသေးခံဖို့ရအချိန်ကြာရောက်လာပြီးယူရရှာကယုတ်ကိုတော့ကိုအနံ့ချင်းကအစင်တင်တော့အချိန်ကာလရောက်လာပြီးအဲ့ဒီမှာ အဲ့ဒီအချိန်ကကျွန်တော်ပတ်သက်ခါတိုးငယ်ကိုတက်ရတော့နေတီဟိုတော့အဇုမပွဲအဇုမကအဲ့ဒီပတ်သက်ခါနော်တိုးငယ်တက်ပြီးတော့မှ unleavened bread နော်တဆေးမပါတော့မုတ်ကိုခொနည်းစားခဲ့တဲ့နော်စားရမယ့်အရာဒါကကျွန်တော်ပတ်သက်ခါပွဲနဲ့တွဲလင်းရှိတယ်ဖြစ်ရောက်တဲ့အခါမှာနော်ကိုတော်ကသခင်ယေရှုကငါတို့စားဖို့ရတဲ့တို့တွား၍ပတ်သက်ခါပွဲပြင်ဆင်ကြလောဆိုပြီးပေတရုနဲ့ယောဟန်ကိုဆေလွတ်တယ်ဆိုတော့ကျွန်တော် တွေ့ရတယ်ပတ္တခာသခင်ရှုနော်ယေရှုသည်ပတ္တခာတိုးတငယ်ကဲတို့နော်ပူဇော်ခံရမယ်ဆိုတဲ့အချိန်ကြောက်ရွံ့လာပြီဆိုတော့ဒီနေရာမှာတွေ့ရတာဖြစ်ပါတယ်အဲ့ဒီအချိန်ရောက်မှယေရှုကတမန်တော်တကြိတ်နှစ်ပါးတို့နဲ့အတူစပွဲနဲ့လျှောင်းတော်မူ၍ငါသည်အသေးမခံမီဤပတ္တခာပွဲကိုသင်တို့နဲ့အတူစားခြင်းကအလွန်အလိုရှိလိမ့်မည် နော်ကျွန်တော်ဘုရားကိုတော်တိုင်းကတမဟောင်းသူ့ရဲ့လူမျိုးတော်ကိုစတင်ပြီးတော့မှနှစ်ရည်တွက်တဲ့သူ့ကဲတင်ချင်းအမှုကိုလည်းပဲနော်ဒီနေရာမှာဆက်ပြီးတော့မှသခင်ယေရှုအားဖြင့်ပြည့်စုံဖို့ရန်အတွက်နော်ပြန်လဲပြီးတော့မှစီစဉ်နေဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်ဒါဟာအင်မနွေလအနေလုံးသားရဲ့နော်ကျွန်တော်တို့ဒီနေရာမှာအချိန်ကြာရောက်ခြင်းလည်း ဖြစ်တယ်ဆိုအောင်ကျွန်တော်တွေ့ရတယ်။ငါဆိုဒီကဘုရားသခင်နိုင်ငံတော်နဲ့ပတ်သက်ကပွဲမပြည့်စုံမီတိုင်အောင်ယခုမှဆိုရင်ဤပွဲကိုတဖန်ငါမစားရဟုမိန်တော်မူလျက်ခွတ်ဖလောက်ကိုယူ၍အကြီးစိုးတော်ကိုချီးမွမ်းပြီးမှဤခွတ်ကိုယူ၍အချင်းချင်းဝေကြလော့။ပြီးတော့မှငါဆိုဒီကဘုရားသခင်နိုင်ငံတော်မတိမီတိုင်အောင်ယခုမှဆိုရင်စပိကိုတဖန်ငါမတောက်ရဟုမိန်တော်မူထို့နောက်မှမုတ်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖဲ့၍ဤမုတ်ကသင်တို့အဖို့အလုံငါစွန့်တော်ငါဤကိုခန္ဓာဖြစ်၏။ ထိုနည်းတူညစာစားပြီးမှအခွက်ကိုလည်းယူ၍ဤခွက်ကတင်တော့အဖို့အလို့ငါတွန်းတော့ငါ၏အသွေး၌တည်တော့ပြင်ရင်တရားတစ်ဖြစ်၏ငါကိုအောက်မေ့ဖို့ရာဤတို့ပြုကြလောဆိုပြီးတော့မှမိန်တော်မူပြီးမှတပည့်တော်တမန်တော်ဆင်နှပါနဲ့အတူအဲ့ဒီမှာနော်ပတ္တခါပွဲကျွန်တော်အခေါ်နဲ့ပြင်နောက်ဆုံးညစာစားခဲ့ပြီးတော့မှပတ္တခါပွဲသူတငယ်အဖြစ် ူဒီအနံ့ချင်းခံရတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီချင်းရကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့เนาะဘုရားသခင်ကဒီကယ်လွတ်ခြင်းဖြစ်တဲ့တနည်းဖြင့်ပြောမှရှင်သူ့ရဲ့ကယ်တင်ခြင်းအမှုကယ်တင်ခြင်းပြုတဲ့အမှုအပေါ်မှာဘုရားက အောက်မေ့စေခြင်းနဲ့တတိယစေခြင်းနဲ့အဲ့ဒီပုံမှာသူ့ရဲ့အာဂယုနာတော်နဲ့ ဂျေဇူးတော်ကိုဂျေဇူးတရားကို အောက်မေ့တရိယအစီချင်တယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတွေ့ရတာဖြစ်တယ်အဲ့ဒီလို အောက်မေ့တဲ့အခါမှာလည်းပဲဘုရားသခင်ရဲ့နှလုံးသားကလှုပ်နှိုးပြီးတော့မှကျင်တတ်တယ်နော်အားရတယ်နော်တကယ်မြစ်ပြောမှဆိုရင်သူလူတွေကိုဖန်ဆင်းတာနောင်တမရဘူးပေါ့လေနော်ဒီနေ့မှာဘုရားသခင်ရဲ့အစိတ်တော်နော်ကျွန်တော်လူတွေရဲ့နော်နှလုံးသားကိုငါသား အာတင့်နှလုံးကိုငါအားပေးလို့လို့ပြောတဲ့အခါမှာသူရဲ့ကျွန်တော်တို့အတွက်ပြုခဲ့တဲ့အမှုဒါကိုကျွန်တော်ချစ်ချင်းအဖြစ်တွေ့နေတာဖြစ်ပါတယ်။ဒါကိုကျွန်တော်စာလံ136မှာเนาะကျွန်တော်သခင်ရှုရလည်းပဲအသေးခံပြီးဒီဟာကိုအာသူ့အနေနဲ့နှုတ်မခဲ့လိမ့်မယ်လို့เนาะခံယူတဲ့လူလည်းချို့ရှိတယ်။တဲ့136ခုမြောက်သောစာလံပိုင်းငယ် စနစ်ကနေပြီးတော့မှ16ထိကြီးမယ်ဆိုရင်ငါနိုင်ထာရအဖျားပြုတော်မူသောဂျေဇုအလုံးစုံကိုအဘယ်တော့ဆက်ရမည်နီကဲတင်ချင်းခွတ်ဖလားကိုကံ့ယူထာရအဖျားရဲ့နာမတော်ကိုပတ္ထနာပြုမည်ဆိုပြီးတော့မှနော်ကျွန်တော်ဖျားသခင်ရဲ့ဂျေဇုဂယုနာတော်ကြောင့်မလို့ကျွန်တော်ကဲတင်ချင်းခွတ်ဖလားကျွန်တော်လက်ထဲမှာနော်အင်မွေနွေလာမေရှိယနော်ယေရှုအနေနဲ့ကျွန်တော်ကဲတင်ချင်းခွတ်ဖလားကိုကျွန်တော်ရပါပြီအဲ့ဒီခွတ်ဖလားဟာ ဖျားသခင်အခြေစုပြုခြင်းဖြစ်တယ်ဒီခွပ်ပလာရထားသူတိုင်းဟာကဲတင်ချင်းခွပ်ပလာရထားသူတိုင်းဟာဖျားသခင်ရဲ့အခြေစုကိုစင်ဆက်မပြတ်ခံယူခြင်းမှလွဲပြီးတော့မှတခြားကျွန်တော်သူ့ရဲ့အခြေစုအလုံးစုံကိုဆက်ဖို့ရန်တခြားဘာနီးလမ်းမှမရှိဘူးလို့ဆိုလိုတာဖြစ်တယ်နော်ဒီဟာကိုကျွန်တော်ဖျားဖျားကသူတစ္ဆာကတိထားတဲ့အတိုင်းထောက်ဖျားရဲ့လူများရှိ ၌တစ္ဆာဝတ်ကိုဖြည့်မီထာဝရဘုရားရှိတော်၌မိမိတန်ရှင်းသူတို့၏အသေးအသေးသေးချင်းအရာသည်အဖိုးကြီးလာ၏ဥထာရဘုရားကျွန်ုပ်သည်ကိုရော၏ကြုံမှန်ပါ၏ကိုရော၏ကြုံမှတွင် မြင်သောသားလည်းမှန်ပါ၏အကျွန်ုပ်၌အချီအနှောင်ကိုလွှတ်တော်မူပြီဆိုပြီးတော့မှနော်ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီခရစ်စမတ်မှာဘုရားသခင်ရဲ့နှလုံးသားလှုပ်နှိုးရာဖြစ်တဲ့ သားတော်မီရှိယကေတင်ရှင်ပြုတ်တဲ့ကေတင်ချင်းခွက်ဖလားကိုကျွန်တော်ကင်ပြီးတော့မှကျွန်တော်မှပြုတ်เสียတခုပဲရှိပါတယ်ဂျေဇူးတော်ချီမန်ချင်းရစ်ကိုယူဆောင်လာကြဖို့ဖြစ်ပါတယ်ဒါဟာကျွန်တော်နှလုံးသားကိုဖခင်ရဲ့ရှေ့မှာနော်ကျွန်တော်ယူဆောင်လာကြဖို့ရန်အတွက်ဂျေဇူးတော်ချီမန်ချင်းရစ်အနေနဲ့နော် ဆရာတပါးပြောဖို့တာကျွန်တော်အမှတ်ရတယ်လူတယောက်ကိုကျွန်တော်တို့အာလက်ဆောင်အဖြစ်ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်ကဘာလဲဆိုရင်တဲ့မိမိကိုယ်ကိုဖြစ်တယ်နော်အဲ့တော့ဘုရားကျဘုရားဘုရားကိုခြေစူးတင်တဲ့အနေနဲ့ဘုရားကိုအကောင်းဆုံးသောလက်ဆောင်ပေးစင်ပေးခြင်းနဲ့ဆိုရင်တော့မိမိကိုယ်ကိုဘုရားကိုပေးအပ်ဖို့အတွက်ပုံအပ်ဖို့အတွက် ဖြစ်ပါတယ်ဒါဟာဘုရားသခင်နှစ်သက်တဲ့ ကျေးဇူးတော်ချီးမွမ်းတဲ့ရစ်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကငါသားတင်းနှလုံးငါအားပေးလို့လို့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အယောက်ချင်းစီတိုင်းမှာဒီအာကျွန်တော်ရဲ့ကက်တင်ရှင်ယူဆောင်လာတဲ့နော်စိတ်ငြိမ်သက်ခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့သူရဲ့မွေးဖွားခြင်းယာတီထဲမှာနော်ကျွန်တော်အကုန်လုံးကောင်းချီးမင်္ဂလာခံစားရတဲ့ကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကို เนาะမပြတ်မကွက်ကျွန်တော်ယူဆောင်သွားဖို့ရန်အတွက်အောင်မေတ္တရာဖို့ရန်အတွက်ဤအမှုကိုပြုဖို့ရန်အတွက်တိုင်တွန်းပြီးတော့မှ노ဆော်ပြစီရောက်ချင်းစီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ제주တင်ပါတယ်